ူရှင်တော်ကြီးပဲကျွန်တော်ဖေရလူရှင်တော်ကြီးညတော်ကျော်ညတော်ကျော်လူရှင်တော်ကြီးကျွန်တော်ညီမတွေလည်းအဆူတော်တွေအကုန်လုံးညမညာအမျိုးယူကိုရေမင်္ဂလာပါမင်္ဂလာပါညီမလေးကျွန်တော် Five City Media ကပါရှင်ဟုတ်ကဲ့ဒီ profile လေးကိုတွေးလို့ပေါ့နော်ဟိုကအင်တာလေးတစ်ချက်ပြူးခြင်းလို့အာညီမတို့ print down လာရှင်ရပါတယ်ပြူးပါဗျာဟုတ်ကဲ့ profile ရဲ့နာမည်ကိုလေးပိတ်သက်လေးတစ်ယောက်မိတ်ဆက်ပေးပါဦး ကျွန်တော်အခေါ်လေးဆိုတော့ပြည်သက်တီးပြီးသားပါအားသားလို့ကျွန်တော်ခေါ်လေးပါဟုတ်ကဲ့ဆိုတော့ရဝန်းလာပါရဲ့ဟုတ်ပါပါခင်ဗျဟုတ်ကဲ့အဲဆိုလို့ရှိရင်ကိုကိုစပြီးတော့ညီမတို့ဒီ5 series movie ရနေပြီးတော့စတင်ပြီးတော့ interview စတယ်တော့မနော်ကွနော်ဟုတ်ကဲ့ခင်ဗျဟုတ်ပြီအခုရကူလက်တလောအခုဘာတွေလုပ်နေလဲလက်တလောအခုဘာကားတွေရိုက်နေလဲကျွန်တော်လက်တလောကတော့အခုရတဲ့ပွဲလေးတွေတော့လိုက်ကတာပဲဟုတ်ကဲ့ရတဲ့မင်္ဂလာတောင်လေးတွေပေါ့အဲ့ဒါလေးကတမင်းပေါင်းတဲ့လက်ခုဖိတ်တဲ့ခါကျတော့တော့ကပ်ပြရတော့ညဘက်တော့မနက်ပိုင်းလေးကပ်ပြရဟုတ်ကဲ့ကားကြိုက်တာကတော့ ဟိုနဲတယ်ဗောလေအရင်လိုတော့မရိုက်ရတော့ဟိုတလောကတော့အခုတငယ်ချင်းရိုက်တာဇော်ဝင်းထုံးရိုက်တယ်ကားလေးတော့တွားရိုက်ကဒါတော့လှမ်းခေါ်လို့တွားရတာဒါတော့ဇော်ထုံးရိုက်ဟာတာကားလေးပေါ့အဲ့ဒါတော့ရိုက်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကိုယ်လည်းတကယ်တည်းမင်္ဂလာဆောင်လာတယ်လို့ပြရတယ်ဟုတ်တယ်မင်္ဂလာဆောင်ရှင်နေနေဒီမှာလာပြီးတော့ဘောနောလာပြီးဖြောပြပေးတာလားမသိဘူးဖြောပြပေးတာဗျအမဖြောပြရှိတယ်ဆိုတော့ဒီဖြောပြရလဲညီလေးတို့ခင်ရတယ်ချစ်ရတယ်ပူပူအောင်ပေါ့လीဟုတ်ကဲ့အဲသူ့ရဲ့ဟိုဇနီးရတာမှနီလာဝဲ ဟုတ်ကဲ့မနီလာပေါ့သူတို့မင်္ဂလာဝဲလို့လာပြီးတော့ကျွန်တော်ဖြုံပြီးတော့ဟုတ်ကဲ့ခုအကိုပေါ့နော်ခုဒီအနုပညာလုပ်ငန်းအပြင်တခြားဘာရှိွားရေးလုပ်ငန်းတွေလည်းလုပ်ကြနေလားမသိဘူးကျွန်တော်တော့မရှိပါဘူးဒါကတော့ကိုအနုပညာမလုပ်တဲ့အချိန်မှာတော့ကျွန်တော်အိမ်မှာ၃ဘင်းဝယ်ထားတယ်ကျွန်တော်၃ဘင်းဆွဲစားတယ်၃ဘင်းဝယ်ထား၃ဘင်းဆွဲစားတယ်ဝင်ငွေရတာသူများတော့အများကြီးတော့မရဘူးဒီနေ့ကိုအဲ9000ရရရ6000ရရရ8000ရရဒါလေးနဲ့ ဘုံကြီးသားလေးစားတော့တယ်ပေါ့လူပညာချုပ်ပြီးရှိတဲ့ခါကျရင်တော့သွားပြီးတော့ကျွန်တော်ကပြီးတော့ကားရဲ့ခွန်နဲ့သွားကြိုက်တယ်ကိုလေဒါအကားရဲ့ခွန်ကတော့နဲပါပါပြီတဲရတာတော်တော်နဲတော့ပါအဲချုပ်ပြီးလေးကတော့အခုကတော့ငွေကတော့ဝဲလေးတွေကျတော့သွားပြီးချုပ်ပြီးတယ်လေအဲလိုအဆင်ပြေပါတယ် ကိုခေါလေးအနေနဲ့ပေါ့နော်အခုရုပ်ရှင်ဗီဒီယိုတရုပ်ဆောင်ပိုင်းဆိုင်ရာမှာလည်းနာမည်တော်တော်ရလာတော့ဒီမောက်ကြည့်ကြည့်ပါဦးပေါ့နော်သူကကအခုနည်းနည်းပေါ့နော်မင်္ဂလာအလူတွေမှာပေါ့နော်ဖြောပေးအနေနဲ့အဖွဲလေးတစ်ဖွဲလေးလည်းတည်ထောင်ထားရလို့သိရတယ်ရှင်ဘယ်လိုနာမည်လေးနဲ့တည်ထောင်ထားလဲဆိုတာလေးကိုဒီမောက်တစ်ချက်လောက်ဖြေပြပါဦးကျွန်တော်ကတော့အခုနာမည်ကတော့ကျွန်တော်နာမည်ခေါ်လေးတို့အဖွဲ့ပဲကျွန်တော်လုပ်ထားတယ်။အဲအဖွဲ့နေလည်းပဲကျွန်တော်လုပ်ထားပါတယ်။ကျွန်တော်လူရှင်တော်လေးရင်းနဲ့ဆူတော်လေးရင်းနဲ့အငိမ့်ကရယ်ပေါ့။အငိမ့်ကတော့ဟာ ကျွန်တော်အမျိုးသမီးပဲကားချင်းပြီးနှစ်ယောက်ဆိုတယောက်ခေါ်တာကိုချီချီချောဟုတ်ကဲ့ကားပါတယ်အဲ့ဒါကျွန်တော်အရင်ကပြဿနာဆိုတော့ဒီကျွန်တော်အပေရင်းနဲ့လူချင်းတော်လေးနဲ့ကျွန်တော်ရသလိုလောက်ရတာပါအခုချိန်မှာတော့ဘာလို့ဘလောက်ပေးဆိုတော့ပြောလို့မရဘူးလေအတီလေးနဲ့ကိုယ့်ရဲ့ဟိုတငငယ်ပေါင်းလေးပွေးလေးချာနာကူညီရောတော့ကူညီတာများပါအဲ့လိုလေဒါလေးကြတော့တုံးမွေးဆွဲတော်တဲ့ဆိုင်တော်လေးကပြဿနာလေးကငွေ600လောက်ပူလာဖို့လေဒါလေးကိုစားပါ အကောပေါ့နော်ဒီအနုပညာလုပ်ငန်းတွေကိုဒီအနုပညာလောကတွေစတင်ရောက်ရှိလာတော့အထက်ခဲတွေတော့အများကြီးကြုံတွေ့ရမယ်လို့တော့ထင်တယ်ဆက်ကြုံတွေ့ခဲ့ရလားအဲ့ဒါပြောရင်တော့မိုးလင်းသွားတယ်တိတ်ခွေတော့လောက်မဟုတ်ဘူးဆိုတော့အနုပညာလောကတွေစတော့ကျွန်တော်ဆိုင်းနောက်ထားတယ်ကျွန်တော်ဆိုင်းနောက်ထားကျွန်တော်ဖေကကျွန်တော်အသင်ပဲဟာတာလို့ကျွန်တော်ညာတောင်းကြောင်းကျွန်တော်ဖေကညာတောင်းကြောင်းကျွန်တော်အသင်ပြေးခဲ့တာဆိုင်းတီးတာရိုက်သားလေးဖိုးစော်အော် ချစ်ဆွဲအဲဆိုင်နဲ့ကျွန်တော်အခုလက်တီကျွန်တော်ဆိုင်းနောက်တာကျွန်တော်လောက်နေတာဒါပေမဲ့ကျွန်တော်အဖွဲခွဲထွက်ပြီးတော့ကျွန်တော်အငြိလေးကျွန်တော်ထောင်ထားပြီးတော့လောက်တာပဲလေဟိုကကိုဗစ်ကကိုဗစ်တင်းနှစ်သုံးမှာတော်တော်ကြီးကိုလူညာသမားကြီးလေတော်တော်ကြီးကိုရောဂါနဲ့ပတ်သက်ပြီးလုံးမလုံးရတော့ဘူးပေါ့အဲလုံးမလုံးရတဲ့အချိန်မှာပဲအင်းကဆိုင်းမွေးလည်းမထွက်ရဘူးပေါ့အဲ့တော့ကျွန်တော်လည်းအခုတုံးမင်းလေးဆွဲစားတယ်။အဲတုံးမင်းဆွဲတဲ့ဟိုပွဲလေးရှိသေးတယ်ကျွန်တော်သွားပြီးတော့ကဒါပါပဲ။ ဟိုမျိုးရိုးထဲမှာပေါ့နော်အမှုပညာမျိုးရိုးရောရှိလားကိုယ့်ရဲ့အမေတွေအဖေတွေရောပေါ့နော်ဟိုအမှုအမှုပညာမျိုးတွေကလည်းဆင်းသက်လာလားရှိတယ်ကျွန်တော်အဖေကလည်းလူရှင်တော်ကြီးလူရှင်တော်ကြီးပဲကျွန်တော်အဖေကလူရှင်တော်ကြီးညာတော်ကျော်ဟုတ်ကဲ့ညာတော်ကျော်လူရှင်တော်မျိုးကျွန်တော်ညီမတွေလည်းအဆူတော်တွေအကုန်လုံးအမှုပညာမျိုးရိုးမျိုးတစ်စလုံးလိုမျိုးလိုအမှုပညာမျိုးရိုးဟုတ်တယ်ကျွန်တော်အဖေကအမှုပညာမျိုးရိုးပဲအကုန်လုံးအဲ့လိုဆိုင်လေးထောင်ထားတယ်ပေါ့အိမ်မှာဟုတ်ကဲ့ဆိုင်ရပြပါပြီးသားလေးဖိုးတော့ဆိုင်ဖွဲ့ထောင်ထားတယ်အခုရှိအခုကတော့ဆိုင်တက်တာကတော့အကုန်လုံးပုံထားရတာပေါ့လေ ဆိုင်ဝဲတော့ထွက်ရပါတယ်အခုတော်တော်ထွက်တယ်တပွဲပဲထွက်ရသေးတယ်ဟုတ်ကဲ့ဒီလိုပဲပေါ့မိသားစုဝင်ရောဘယ်နှဦးရှိလဲပေါ့ကျွန်တော်မိသားစုဝင်ရတော့ဒီကျွန်တော်တို့မိသားစုဆိုရင်တော့အဲ၃ဦးပေါ့၃ဟုတ်ဟုတ်ဟုတ်ကဲ့သူအကိုရဲ့ပေါ့နော်အခုလက်တတော်အခုလှူချားနေတဲ့အမှုပညာတွေရယ်ပြီးလို့ရှိရင်ကိုယ်အားပေးနေတဲ့ပိတ်တဲ့ကြီးရောအကိုအကိုအနေနဲ့ပေါ့နော်ကိုယ့်ရဲ့သမီးရှင်ရင်းရှင်ပေါ့နော်ကိုယ်အားပေးနေတဲ့ ကိုယ့်ရဲ့ကိုယ့်ပြည်သူတွေကိုဘယ်လိုမျိုးလေးအမှားတကားလေးပါတော့ကျွန်တော်ပြောချင်တာကတော့ဟောကျွန်တော်တို့ကျွန်တော်ဖျားရှေကိုတိုင်းကျွန်တော်ထမင်းကျွေးတဲ့ဘေးသက်ကြီးကိုအမြဲတမ်းလက်ဥချပြီးတော့ကျွန်တော်ရှေကိုလေးအခုဒီရှေကိုလုံးမယ်ထမင်းချင်းရင်းရှင်းနေကိုအခုဒီရှေကိုလုံးပါပဲသူတို့ကျွန်တော်တို့ရဲ့ဗီဒီယိုရိုက်တဲ့အခါဗီဒီယိုအခုလေးလေးကိုကြည့်ရဲအဲ့ဒါလေးကျွန်တော်ထမင်းစလူကြီးသားလေးရမ်းကြည့်ဆိုတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘေးသက်ကြီးကိုဒီနေ့မကဘေးသက်ကြီးရဲ့အရှိမကျွန်တော်တို့ လူချင်းတော်လေးရောအကုန်လုံးရည်ရလေးနဲ့အမြန်တကယ်ရောက်ချင်ပါပြီလို့ပြောကြည့်ပါလားခင်ဗျာဟုတ်ကဲ့အခုခုလိုမျိုးကိုခေါ်လေးတရားအနေနဲ့ပေါ့နော်အမှုပညာရှင်တရားအနေနဲ့ညီမတို့ Fine City Movie မီဒီယာကိုခုလိုမျိုးလေးဖြည့်ပေးတဲ့အတွက်ညီမတို့ Fine City Movie ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ကျေးဇူးပါတယ်ဟော Fine City Movie ကိုလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုလိုဖြည့်ချတဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးတင်ပါတယ်